အားလုံးဝင်မင်္ဂလာပါအာဆင် MMA ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ Elon Musk နဲ့ Zuckerberg တို့ပွဲကအမှန်တကယ်ဖြစ်လာနိုင်မလားဆိုတော့သုံးသပ်တင်ဆက်ပေးသွားမယ်အပြင်ပွဲတည်ပေးဖို့တောင်းဆိုထားတဲ့ Vitaly Petrov ရဲ့အကြောင်းဖြုတ်ချခံရနိုင်တဲ့ UFC ဝိတ်တန်းတစ်ခုရဲ့အကြောင်းလေးကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့လပိုင်းမှာတော့ဤပညာကုမ္ပဏီတထေကြီးနှုတ်ဦးဖြစ်တဲ့ Mark Zuckerberg နဲ့ Elon Musk တို့ကတော့လူမှုကွန်ရက်မှာအပြန်အလှန်စိန်ခေါ်ခဲ့ကြပါတယ် အီလိုမတ်စ်ဘက်ကစပြီးတော့ဇူကာဘတ်ကိုထိုးကြမလားဆိုပြီးရေးတင်ကစိန်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ဇူကာဘတ်ကလည်းလက်ခံတုံ့ပြန်ပြီးတော့အီလိုမတ်စ်ကလက်စ်ဗီကမှာထိုးမယ်ဆိုပြီးတော့ ထပ်ပြောခဲ့ပါတယ်။သူတို့နှစ်ဦးစိန်ခေါ်တဲ့တဲ့ရင်ကလူမှုကွန်ရက်ပေါ်မှာတော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်။ဇူကာဘတ်ကတော့အားလုံးသိတဲ့အတိုင်းကိုဗစ်ဖြစ်ပြီးကလေးကသူ့ကျန်းမာရေးအတွက်ပုံမအောင်ဆက်ခဲ့ပြီးဂျူဂျစ်စုအပါအဝင် MMA ကိုစိတ်ဝင်စားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း UFC ပွဲတွေကိုစောင့်ကြည့်အားပေးလေရှိတယ်လို့ဆိုတော့ပြီးဂျူဂျစ်စုကစားနေပါတယ်မကြသေးခင်ကဂျူဂျစ်စုပြိုင်ပွဲမှာလည်းရှူတစိတ်စုတွေစုခုနိုင်ခဲ့ပါတယ်အီလွန်မတ်ကတော့အောက်ကစားနဲ့အလံဝေးတဲ့သူတဦးဖြစ်ပါတယ်အပြာလာစိန်ခေါ်ပြီးမှတော့အီလွန်မတ်ကလည်းသူ့ဘာဂျူဂျစ်စုလေ့ကျင့်နေပြီဆိုပြီးရေးတင်ထားခဲ့ပါတယ်ဒါကြောင့်သူတို့နှစ်ဦးရဲ့ပွဲပြလာမလားဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာပါတယ် လက်ရှိမှာတော့ပွဲဖြစ်လာမလားဆိုတော့အတီးအကြောင်းပြောဖို့ခက်နေသေးပေမယ့်လုပ်ငန်းရှင်ကြီးနှုတ်ကအတီးပေါက်ပြောထားတာကြောင့်ဖြစ်နိုင်ကြတော့ရှိပါတယ်။အီလော်မတ်စ်ကအသက်50နှစ်ရှိပြီဖြစ်ပြီးအရက်က6ပြီကျော်ပါတယ်။ဒါကြောင့်မို့လို့9ပြီရှစ်လမှတာရှိတဲ့ဇူကာဘတ်ထပ်ပို့ပြီးအရမြန်တယ်လို့ကိုလေးချိန်လဲတောင်းပါတယ်။အသက်ရွယ်ရတော့39နှစ်သာရှိသေးတဲ့ဇူကာဘတ်ကစနေကျော်ပုံငယ်နေပြန်ပါတယ်။ နောက်ပြီး Elon Musk ကအစားတောင်းပါလေအချိုးစိတ်တွေကြိုက်တဲ့သူဖြစ်တယ်။မနှက်စာကိုတော့မှရေခဲမုန့်နဲ့စားတယ်လို့ဆိုပါတယ်။လေကျင်ကလည်းမလုတ်ချင်သူလို့သိရပါတယ်။ဇူကာဘတ်ကတော့ဂျာမန်ရေးနဲ့အားကစားကိုအစိုးကလေးကလိုက်စားလို့တောင်းဖြစ်ပါတယ်။သူက UFC fighter ဖြစ်တဲ့ Volkanovski နဲ့တော့မှတွဲဖက်လေကျင်ပူပါတယ်။ဒါကြောင့် Elon Musk နဲ့ရှိရင်လူကောင်သေးပေမဲ့တက်လုံးပိုင်းနဲ့အားကစားမှာကျွမ်းကျင်မှုအပိုင်းကတော့အများကြီးပူတော်ပါတယ်။ပွဲဖြစ်လာရင်လည်းဇူကာဘတ်ပဲတာစီရဖို့များပါတယ်။ ဆလာဘီပွဲတည်ပေးဖို့တောင်းဆိုထားတဲ့ဗီတာလီဘစ်တက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရုရှားဖိုင်တာကြီးတအုပ်ဖြစ်တဲ့ဗီတာလီဘစ်တက်ဆိုတာကတော့အောင်လားအန်ဆိုင်ရဲ့ခေါင်းသီးပြိုင်ပွဲကြီးတအုပ်ဖြစ်ပါတယ်။အောင်လားနဲ့ဘစ်တက်တို့ကတန်စကားထဲမှာ၃ချိန်အထိရင်ဆိုင်ထားဖို့ပြီးတော့အောင်လားကတစ်ချိန်အနိုင်ရထားပြီးဗီတာလီဘစ်တက်ကတော့၂ချိန်အထိအနိုင်ရထားပါတယ်။အောင်လာဟာပထမဆုံးပွဲမှာဗီတာလီဘစ်တက်ရဲ့မက်ဒဝိတ်ချန်ပီယံကပတ်ကိုစိန်ခေါ်ထိုးတက်ခဲ့တာဖြစ်ပြီးအမှတ်နဲ့ရှုံးနိုင်ခဲ့ပါတယ်။ နောက်ထပ်တစ်ကြိမ်ရန်ကုန်မြို့တူဝနအောက်ကစားရုံကြီးထဲမှာမချေပွဲဖြစ်စိန်ခေါ်တိုးတက်ရောက်မှာတော့အောင်လာကဗီတာလီဗစ်တက်ကိုအနိုင်ယူပြီးမီဒဝိတ်ချန်ပီယံကပ်ဘက်ကိုတင်ပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းဗီတာလီဗစ်တက်လည်းတော်တော်လေးပွဲဝေးသွားခဲ့ပါသေးတယ်။2021နှစ်ကော်မိုင်းအောင်မှာဖန်ယောင်းနဲ့ထိုးတက်ပြီးတန်စကားလေးပြောင်းဝင်လာခဲ့ပါတယ်။ဖန်ယောင်းကိုအနိုင်ရခဲ့တဲ့ဗီတာလီဗစ်တက်ကတော့ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလလောက်မှာတော့အွန်လိုင်းအစမ်းနဲ့မချေပွဲကစားခဲ့ရပါတယ်။အဲဒီပွဲကချန်ပီယံလူ့ခွင့်ကိုဆုံးဖြတ်ပေးမယ်။ပွဲစဉ်တစ်ပွဲလည်းပြခဲ့ပါတယ်။ တတိယမကြေပွဲမှာတော့အောင်လာကို ground control ကောင်းကောင်းလုပ်သွားနိုင်ပါတယ်။ချုပ်ကွက်ဖော်ဆောင်နိုင်ခြင်းမရှိပေမယ့်မြေပြင်မှာထိန်းချုပ်သွားနိုင်တဲ့ Vitali Petrus ကပဲအမှန်နဲ့အနိုင်ရသွားခဲ့ပါတယ်။အောင်လာကိုနိုင်ယူခဲ့တဲ့ Vitali Petrus ကတော့ Middleweight Champion ကပတ်ပြန်လည်စိန်ခေါ်ခွင့်ရသွားပါတယ်။ Rania Dirider ကိုတော့မကြော်ဖြတ်နိုင်ခဲ့ပေချုပ်ကွက်နဲ့အရင်နိုင်ခဲ့ရပါတယ်။ အဲ့ဒီပွဲက British နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာအဲ့ဒီပွဲနောက်ပိုင်း British တယောက်တရင်အဆောင်အပါမမကြရတော့ပဲပျောက်ကွယ်သွားခဲ့ပါတယ်။အခုဆိုရင်ပွဲဝေးသွားတာလေတော်တော်ကြာနေပြီဖြစ်ပါတယ်။ နောက်ဆုံးထိုးထားတဲ့ပေါ်ဒီမှာဆိုရင်ဘက်ဒက်ရဲ့ပေါ်ဒီဝိတ်ဟာမထင်ထားလောက်အောင်ကြီးနေခဲ့ပါတယ်။ဒါကြောင့်ဘက်ဒက်ပေါက်ကွယ်နေရတာကသားမျက်စိပြဿနာကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ထင်ကြေးတွေလည်းရှိခဲ့ပါတယ်။တချို့ကလည်းဘက်ဒက်တယောက်ဝမ်ချမ်ပီယံရှစ်နဲ့လောင်ခွဲသွားပြီလို့တောင်ထင်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ဘက်ဒက်ဟာပွဲဝင်နေတဲ့သဘောထားဖြစ်ပြီးတော့ပွဲပြန်ထိုးတဲ့အုံမှဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ဖီဒါလီဘက်ဒက်ကသူ့ကိုပွဲတည်ပေးဖို့ဝမ်ချမ်ပီယံရှစ်တန်းတောင်းဆိုသွားခဲ့ပါတယ်။ ဝမ်ချမ်ပီယံရှစ်ကလည်းဘီဒက်ကိုဘသူနဲ့ပွဲတည်ပေးအောင်လဲဆိုပြီးမေမြန်တဲ့ပို့စ်ကိုလူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။ဝမ်ချမ်ပီယံရှစ်ရဲ့မီဒယ်ဝိတ်မှာဆိုရင်တော့ပွဲတည်ပေးကြဖိုင်တာတွေကများများဆဆမရှိပါဘူး။အောင်လောင်းတဲ့စတိုးထမကြေပွဲကလည်းဖြစ်မလာနိုင်တော့ဘူးလို့ထင်ပါတယ်။စတိုးထမကြေပွဲအထိဖြစ်လာမယ်ဆိုလည်းပြင်းစရာကောင်းသွားပါလိမ့်မယ်။လရှိဝမ်ချမ်ပီယံရှစ်မေဒယ်ဝိတ်တန်းမှာတော့အလားအလာရှိတဲ့ဖိုင်တာတအုပ်ထွက်ပေါ်လာခဲ့ပြီးသူကတော့ရှောင်းမိတ်အော်တိုကန်ဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်အနေနဲ့အာရိုဂန်ကိုချက်ချင်းကပတ်လူပွဲမတည့်ပေးခြင်းမူဆိုရင်ဘေးတက်စ်နဲ့ထိုးတက်စေတာမျိုးလုပ်လာနိုင်ပါတယ်။ဆက်လက်ပြီးတော့ထုတ်ချခံရနိုင်တဲ့ UFC ဝိတ်တန်းတစ်ခုရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ UFC ကဝိတ်တန်းတွေထဲမှာအမျိုးသမီးဖက်တာဝိတ်တန်းဟာတကောင်လေးပြည့်တဲ့မြင်တွေလိုဖြစ်နေပြီးချန်ပီယံတဦးတည်းကလွှမ်းမိုးထားတတ်ပါတယ်။ဂျောင်းမင်းဒီရန်ဒမီက Holy Home ကိုနိုင်ပြီးပထမဆုံးအမျိုးသမီးဖက်တာဝိတ်ချန်ပီယံဖြစ်လာပါတယ်။အဲဒီနောက် Chris Cyborg ကချန်ပီယံဖြစ်ခဲ့ပြီးနောက်ဆုံးချန်ပီယံကတော့ Amanda Nunes ဖြစ်ပါတယ်။ အမနာနျူဟာသက်တော်ရှိချန်ပီယံတအူးဖြစ်ခဲ့ပြီးတော့ကာလာရှိလွှမ်းမိုးထားခဲ့ပါတယ်။မကျော်သေးခင်ကကျင်းပတဲ့ UFC 289မှာတော့အမနာနျူတောင်ပွဲပြန်ထိုးသက်ခဲ့ပါတယ်။ဂျူလီယာနာပီနာကတော့ UFC 289ရဲ့ကောင်းမွေးမှာ Iron Ardena နဲ့ Bantamweight ကပတ်ကောက်ွယ်ပွဲဖြစ်ထိုးသက်ခဲ့ပါတယ်။ Iron Ardena အနေနဲ့လည်းငါးချီပြေးထိထိုးသက်သွားနိုင်တယ်ဆိုပေမယ့်အမနာနျူကိုတော့ဘလို့မှမရှင်နိုင်ပါဘူး။နောက်ဆုံးမှာတော့အမနာနျူကပဲဒိုင်တွေပေးတဲ့အမတ်အပြတ်တန်းနဲ့အနိုင်ရသွားပါတယ်။ ပွဲပြီးမှဆိုရင်လည်းအမန္ဒာနျူးကဖိုက်တာဘွားကနေအနားယူကြောင်းကြေညာသွားခဲ့ပါတယ်။ချန်ပီယံအမန္ဒာနျူးလည်းမရှိတော့တဲ့နောက်မှာ UFC ဖယ်တာဝေးဒဏ်ရာအနေထားကတော်တော်လေးပြင်းစရာကောင်းသွားပါတယ်။ဒီဝေးဒဏ်မှာဖိုက်တာစုစုပေါင်း9ဦးသာရှိပြီးတော်တော်လေးနည်းတဲ့ပမာဏဖြစ်ပါတယ်။ဒီခုနှစ်ယောက်ထဲမှာကာရူရိုဇာနဲ့ယာနာဆန်ဒိုတို့ကဖေဒါဝိတ်အစ်စ်မဟုတ်ပါဘူးဘန်ဒန်ဝိတ်မှာကစားပြီးဖေဒါဝိတ်တန်းကိုပြောင်းထိုးကြသူတွေပါနောက်ပြီးလက်ရည်ကောင်းပြီးချန်ပီယံလက်ရည်မျိုးရှိတဲ့ဖိုက်တာလည်းမတွေ့မိပါဘူး UFC ဩဂရာကြီးဒေနာဝိုက်ကလည်းဒီဝိတ်တန်းကိုသဘောကျမဲ့ပုံမပေါ်ပါဘူး။ဒါကြောင့်အမန်ဒါနျူးကလည်းအနားယူသွားပြီးတဲ့နောက်မှာတော့ဒီဝိတ်တန်းကိုအသက်မဆက်တော့ဘဲဖြုတ်ချဖို့များနေပြီဖြစ်ပါတယ်။အမျိုးသမီးဖိုင်တာတွေအတွက်ဆိုရင်ဖေဒါဝိတ်တန်းကဝိတ်ချိန်များတဲ့ဝိတ်တန်းတစ်ခုလို့ပြောလို့ရပါတယ်။တကယ်လို့ဖေဒါဝိတ်တန်းကိုဖြုတ်ချပြမယ်ဆိုရင်တော့သူကြိုက်တဲ့ဖိုင်တာတွေကိုဗန်တန်ဝိတ်မှာစင်ထိုးခိုင်းတာမျိုးဒေနာဝိုက်ကလုပ်လာနိုင်ပါတယ်။ကျန်တဲ့သူတဘောမကြတဲ့ဖိုင်တာတွေကတော့စာချုပ်ပြတ်သိမ်းပြီးလမ်းခွဲရနိုင်ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ဆုံးရရှိထားတဲ့ MMA တရင်အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။